အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ရေခွန်နိုင်ဖြစ်ပါတယ်ကျွန်တော်ကတော့ PSN International College မှာကျွန်တော် Lesenia Best 2ကျောင်းသားအနေနဲ့ပညာသင်ယူခဲ့ပါတယ်အကြောင်းအနေနဲ့ဆိုရင်တော့ကျွန်တော်တို့တီချင်းပိုင်းပေါ့တီချင်းပိုင်းမှာဆိုရင်ကျွန်တော်တက်ကလူကတကယ်အတွေ့အကြုံရှိတဲ့ဆရာဆရာမတွေကကျွန်တော်တို့ Zoom ပေါ့နော်ကျွန်တော်တို့ကတော့ online batch ဖြစ်တဲ့အတွက်ကြောင့်မို့ Zoom အနေနဲ့တစ်ဆင့်အဲသူတို့ရဲ့တည်သမျှသူတို့ရဲ့တွေ့ကြုံသမျှတွေကိုကျွန်တော်တို့ predicate ရောလက်တွေ့ရောဘယ်လို ရှင်းသုံးရလဲဆိုတဲ့ဟာကိုအဓိကကျွန်တော်တို့သင်ကြားပေးခဲ့တယ်အဲ့တော့ practical အနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒီဘာသာရဲ့ပေါ့နော် subject တစ်ခုတစ်ခုပြီးတိုင်းမှာကျွန်တော်တို့ group presentation တွေနောက်တစ်ခါ assignment တွေ individual assignment တွေကျွန်တော်တို့လုပ်ခဲ့ရပါတယ် presentation တွေမှာလည်းကျွန်တော်တို့ PPO မှမဟုတ်ပဲနဲ့ group လိုက်ကျွန်တော်တို့ဆွေးနွေးတဲ့အပိုင်းတွေပြီးရင်ကျွန်တော်တို့ဆရာပိုင်ဆိုင်တဲ့တကွာသက်ဆိုင်ရာဒီ lecturer ပေါ့နော်ဆရာဆရာမတွေကိုကျွန်တော်တို့က ် online ကနေတစင် group လိုက်ကျွန်တော်တို့ presentation နဲ့ပြရတယ်ဆရာပိုင်စိုးနဲ့တကွာဆရာရှင်မတွေရတယ်ကျွန်တော်တို့သက်ဆိုင်ရာမေးခွန်းလေးမေးပြီးတော့မှတကယ်မှစာချီလားမချီလားဆိုတော့စစ်ဆေးတဲ့အပိုင်းလေးရှိသလို interview ရဲ့ assignment မှာဆိုရင်လည်းကျွန်တော်တို့ကဒီ presentation percentage နဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ်တိုင်ရေးရတဲ့အပိုင်းလေးကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အပိုင်းလေးကိုကျွန်တော်အဓိကရေးခဲ့ရတယ်ကျွန်တော်တို့လည်းတော်တော်များများပညာရရခဲ့ရတယ်ပေါ့နော်စာပေအပိုင်းကကြတော့အကြောင်းကပေးရဲ့ စာပေတွေတော်တော်များများကကျွန်တော်တို့ဒီ MBA ကျောင်းသားတွေအတွက်အရန်ကိုအထောက်အကူပြုပါတယ်။ဥပမာကျွန်တော်တို့ individual assignment မှာဆိုရင်လည်း tutor session တွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်မသိတဲ့ဟာလွတ်သွားတဲ့ဟာဆိုရင်လည်းကျွန်တော်ပြန်မေးပြီးရေးတဲ့အခါမှာလည်းအရန်ကိုအသုံးဝင်ခဲ့တယ်နော်။ထားသော service တွေကတော့ online ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ zone recording တွေကျွန်တော်တို့ group လိုက်မှာဆိုရင်လည်းတက်ဆိုင်ရာဆရာမတွေကအမြဲတမ်း PNC တယောက်ကရှိရဖြစ်တဲ့အတွက်ကြောင့်အချိန်မီကျွန်တော်တို့နေလို့ရတယ်။ကျောင်းသားတယောက်အနေနဲ့ကျောင်းကို review ပေးပါဆိုရင်တော့ တကယ်ကိုဆာလုံးနိုင်မှသာလေကျွန်တော်တို့က ME ကို join တင်တယ်လို့ကျွန်တော်ကပြောချင်ပါတယ်။ဘာကြောင့်မို့လဲဆိုရင်တော့ကျွန်တော်တို့တကယ်မလုံးနိုင်ပဲနဲ့ပေါ့နော်အလုပ်တစ်ဖက်ကျောင်းတစ်ဖက်မှာဆာအိုတိချာမလုံးနိုင်လို့ခုနကလို့ group presentation နေ individual assignment နေမှာတိချာ line မလုံးနိုင်ဘူးဆိုရင်ကျွန်တော်တို့ကဒီ ME ရဖို့ဆိုတာမလွယ်ကူလားပါ။အဲ့တော့တကယ်ကိုတင်ညာလိုချင်တယ်တကယ်ကိုပြန်လဲအသုံးချချင်တယ်တကယ်ကိုဆာလုံးနိုင်တဲ့ကျောင်းသားရဆိုရင်တော့ဒီ PSM မှာပေါ့နော်ကျွန်တော်တို့ ME join ဖို့အတွက်အရင်ကောင်းမွန်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်ခင်ဗျ။